Rolim, vale. နေရတိုက်ခိုက်လို့ရတယ်ဝန်လင်းရဲ့အကြည့်များယခုတော့ပွေးအဆက်သွားပြီးသူ့ရဲ့လက်ကိုဖျန်းလိုက်ပြီးသူမကိုလညှို့ထုတ်ကောင်အတားစီဝန်လင်းကပြောလိုက်ပါတယ်အတားစီလန်အနေနဲ့အစီအင်များလည်းစူဝေးလာပြီးလင်းလန်တော့ပါလာပါတယ်အလင်းနေရာလည်းဝန်လင်းရဲ့ရှေ့မှာစူဝေးလာပြီးအနေအောင်လန်တစ်ချောင်ဖြစ်လာပါတယ်ဗီဒီယိုလေးမဆက်ခင် YouTube Channel လေးကို Like and Subscribe လုပ်ခဲ့ပြီးတော့ဆုတင်ပါတယ်ခင်ရောက်လက်စီကြောင်းနေရလေအနေအောင်လှန်ပေါ်မှာရွေလျားနေပြီးအကွဲတက်များထွက်ပေါ်လာပါလေဝင်လင်းကတော့ရှေ့ကိုတိုးသွားပြီးလှန်ကိုဆုပ်ကပ်နေပါလေကုံလေးပုံစွမ်းရည်များသူခန့်တော်ကိုကနေလှန်ထဲကိုစီးဝင်သွားပြီးလှန်ကလေ ရွှေအောင်နဲ့ခင်းရောက်ရုံတော့နေတဲ့အကြောင်းထွက်လာပါတယ်အစီအရင်နေအားလုံးမှာကုန်းကြီးပွန်စွန်းများပောင်းဝင်နေရကြောင်းလှန်ကနေရွှေအောင်ငွေတက်တစ်ခုကလည်းထွက်လာပါတယ်ထောက်သောဆန်းဝလင်းကတော့အဟိပီလူမေစီကိုလှန်နဲ့ထွင်းလီတဲကိုခုံတက်သွားပါတယ်သူကတော့ပင်လယ်တဲကိုထိုးဆင်းနေတဲ့ငကားတစ်ခုလိုပဲဖြစ်နေပါတယ် လှမ်းအားတော့ကောင်းကင်ကိုဖောက်ထွင်းမဲ့လားရှေ့ကိုဥတီသွားပြီးလမ်းတစ်လျှောက်မှာလည်းပောက်ကွေးတပ်များထွက်လာပါတယ်လူမီရဲ့အီဆာတဲ့မျိုးလုံးတွေကနေထူးဆန်းတဲ့အလင်းတစ်ခုဟာထွက်လာပြီးနေမှာယတနာတွေအများကြီးရရှိနေပေမဲ့စိတ်ဝဉ္ဇဉ်အသွင်ပြောင်းခြင်းအစောပိုင်းအဆင့်ကြည့်ကြံမှုနဲ့နေရအသုံးပြနိုင်တဲ့ကောင်းကင်ပုံစွမ်းရည်ကအရန်ုံနေတယ်။သူမကပြောလိုက်ပါတယ်ထို့တော့ပြောပြရတဲ့သူမရဲ့နူညံတဲ့လက်တွေကရှေ့ကိုညွှန်ပြပြီးအစိမ်းရောက်အလင်းတစ်ခုနဲ့တူဒေါင်းပွင့်အေးကသူမရဲ့ရှေ့မှာပြန်ပြီးတော့ပေါ်လာပါတယ် ထိုတောင်းရဲ့မျိုးလုံးတွေကလည်းမကောင်းဆိုးရလို့အလင်းတန်းများကိုထုံးလွှတ်နေပြီးလူမေရဲ့အပေါ်မှာမျောနေရင်လူမေစီကိုတွန်းဝင်လာနေတဲ့ဝင်လင်းကိုစိုက်ကြည့်နေပါတယ် ်ဝင်လင်းရဲ့လန်ကနီးကပ်လာတဲ့အချိန်မှာလူမရတော့ဖင်လိုက် သူမကတော်တော်လေးပြောလိုက်ပါတယ်စကားတခုနဲ့နဲ့ဒေါင်းရဲ့အမွှေးတွေအလုံးကရုတ်တရက်ပွင့်သွားပါတယ်ဂျိုင်ဝမ်ထဲမှာဒေါင်းတစ်ကောင်ကအမွှေးတွေကိုဖျံကားနေတယ်ရှူမောဖွဲရမြေကွင်းတစ်ခုကလည်းပေါ်လာပါတယ်ပုံဝင်ချင်းဟာအလင်းအလုံးကဒေါင်းရဲ့ရင်သက်ရှူမောဖွဲမြေကွင်းပေါ်မှာစူဝေးနေတယ်လို့ပဲဖြစ်နေပါတယ်တစ်ချိန်တည်းမှာပဲအားကောင်းတဲ့ကောင်းကင်စွမ်းရည်တစ်ခုကဒေါင်းစီကနေထွက်ပေါ်လာပြီးပုံဝင်ချင်းကိုဖုံးလွှမ်းသွားပါတယ်ထိုဖြစ်ရဲ့အလုံးဖြစ်ပြဖို့အတွက်အချိန်တော်ကြာတယ်လို့ထင်ရပေမယ့်အရာအလုံးကအရန်ရောမျက်စင်စွာနဲ့ဖြစ်ပြသွားတာပဲဖြစ်ပါတယ်ဝလင်းကတော့လက်စီလို့မျက်စင်စွာနဲ့ ဲ့လန်စီကိုတိုးဝင်လာပါတယ်။ဒေါင်ကအမွှေးလေးကိုဖျံကန်လိုက်တဲ့အချိန်မှာ ေလောင်တဲ့ပောက်ကွက်တန်တစ်ခုကထပေါ်လာပါတယ်။ကောင်းကင်ဘုံစွန့်ရဲအာကုန်းနဲ့တိုက်ခိုက်မှုကြောင့်ဝင်လင်းရဲ့ခနာကူကခနာတာရတန်သွားပါတယ်။ဝင်လင်းရဲ့မျက်နှာကလည်းမှိုင်းညွန့်နေပါတယ်။သူ့ရဲ့ခနာကူကခနာတာရတန်သွားပြီမဲ့သူ့ရဲ့တုပ်ပြန်မှုကတော့အရန်အောင်မှာမျက်စမ်းပါတယ်။သူ့ရဲ့လက်ကောက်ဝဲကိုလှုပ်လိုက်ပြီးလှံအားဒေါင်းစီကိုပုံမမျက်စမ်းတဲ့အချိန်နဲ့ပြန်တန်းသွားပါတယ်။နောက်ထပ်မြေကြီးကိုတုံလုံးစင်းနဲ့ပောက်ကွက်တန်တစ်ခုကလည်းထပေါ်လာပါတယ်။လှံအားတော့ရဆက်ကြမ်းကြုတ်တဲ့ငကားတစ်ကောင်လိုဒေါင်းစီကိုတုံးဝင်သွားပါတယ်။လှံပေါ်ကခင်းရောက်လက်စီးတွေကလည်းပျောက်ကွက်သွားပြီးလှံအားတော့အတားစီငွေ့ပိုင်းစားတွေအဖြစ်ပြိုပြက်ပြီးတော့ပျောက်ကွက်သွား ွားပါတယ်။ဒေါင်းကတော့လှပနေစေဖြစ်ပေမဲ့အရောင်ကတော့မိတ်ထွက်သွားပါတယ်။လူမင်းရဲ့မျက်နှာကလည်းအနေငယ်ဖြူပြော့သွားပြီး ။နင်းရဲ့ယတနာမှော်ရည်တနာလေးမဟုတ်ဘူး။ကောင်းရင်ယတနာလေးမဟုတ်ဘူး။အရန်ကိုထူးဆန်းတယ်။သူမကတူတူလေးပြောလိုက်ပါတယ်။ဝန်လင်းကလှန်အောင်ပြစ်လိုက်ပြီးတော့မြန်ဆန်ပဲနောက်ဆုတ်သွားပါတယ်။သူကလက်ကိုဆန်းထုတ်လိုက်တော့ပေ30လောက်ရှိတဲ့အလံတစ်ချောင်းကရုတ်တရက်ပေါ်လာပါတယ်။အလံကပေါ်လာတဲ့အချိန်မှာလူမရဲ့မျိုးလုံးထဲကအိဆမ်မှုကလည်းပွေးပင်နဆိုင်လာပါတယ်။ဝိညာဉ်အလံကိုကြည့်ပြီးတွန်ထင်းကနင်းကိုဝိညာဉ်ဆယ်တန်းအလံတကယ်ပြေးလိုက်မယ်လို့မထင်တော့ဘူး။ဒါပေမဲ့ဝန်လင်းနင်းမှာဝိညာဉ်အလံရှိတယ်ဆိုတာငါသိပြီးသား။မဟုတ်ရင်ဒီကြီးပြင်မှာငါနင်းကိုစောင့်နေမှာမဟုတ်ဘူး။ငါဟင်းသားပရာဂူဝိမန်တွေကိုဝင်လာတဲ့ဒုတိယ ရလူပါဒါကငါတို့နှစ်ယောက်အတွက်ငါရွေးချယ်ထားတဲ့တိုက်ဝဲကွင်းပဲ ်နေရဝင်းညင်နောင်အသုံးပြမဲ့ဆိုရင်ငါရစ်ပလင်ကိုဖျက်ဆီးပြမယ်ပြန်ပြီးတော့ပြပြင်ဖို့ဆိုရင်ရဲတော်ချလိုက်မယ်ဒါကြောင့်နေရတော့ရဲတော်ချနှောက်နှီးသွားလိမ့်မယ်ဝင်လင်းရဲ့မျိုးလုံးများလည်းအစ်ဆက်ဆောင်တဲ့လူမျိုးကြည့်မိပါတယ်စစ်ထူနန်ကထိုရစ်ပလင်ရဲ့အကြောင်းကိုသူ့ကိုရှင်းပြခဲ့ဦးပါတယ်ထိုရစ်ပလင်ကပထမမျိုးဆက်ဟင်းတာဗရာလူတွေကိုရွှေပြောင်းဖို့ရည်ရွယ်ချက်နဲ့ဖန်တီးခဲ့တာဖြစ်ပါတယ်တင်းချက်ချင်းဂျိုကဘာတလင်းကြောက်ကပွင့်လာတဲ့အခါတလင်းကြောက်တို့ရဲ့ထူးဆန်းတဲ့ဆွမ်းအားနဲ့ဝင်းရထားပြီးအဖို့ဆွမ်းအိမ်များဟုတ်ပါရရှိပါလိမ့်မယ်ဖြက်စီးခန့်ရမယ်ဆိုရင်တော့ရဲအနေနဲ့အတွင်းမှာပြန်လည်တိဆောက်ပြီးအမြဲတမ်းထိုနေရာမှာရှိနေပါလိမ့်မယ် ဝင်းကြီးရဲ့ပိုင်းစားတွေနဲ့ဖက်စည်းထားတဲ့တက်ရှိတွေနဲ့လည်းအသွင်ပြန်တူပါတယ်ဝင်းလင်းကတော့လီနာတဲ့အတန်နဲ့နင်းရဲ့ယူရချက်ပါလေဝင်းလင်းကမေးလိုက်ပါတယ်လူမေကတော့ဝင်းလင်းကိုကြည့်ပြီးတော့ပြောလိုက်ပါတယ်မမယူရချက်မရှိဘူးနင်းနဲ့နေပဲအတွက်တိုက်ပွဲတစ်ခုကိုတိုက်ချင်အောင်ပဲဝင်းလင်းကလည်းလူမေကိုစိုက်ကြည့်နေတော့သူ့ရဲ့ညာလက်ကိုတင်းကျပ်စွာနဲ့ဆုပ်ကန့်လိုက်ပြီးဝင်းကြီးစေတန်းအလှန်လည်းပြောက်ကွက်သွားပါတယ်သူ့ရဲ့ဖေဖေလက်ကပုံစံဖက်စည်းပြီးမြခုံးတစ်ခုချောင်းကိုနှိပြလိုက်ပါတယ်ကောင်းကင်ကလည်းမောင်မိုက်သွားပြီးမမြင်ရတဲ့လက်ကြီးနှစ်ဖက်နဲ့ဆွဲဖဲခံရရသလိုအကွက်ကြောင်ကြီးတစ်ခုကထွက်ပေါ်လာပါတယ် မိကွန်းရောင်အမှွေလိုက်နေရအကွက်ကြောင်းကနေထွက်လာပါတယ်မိကွန်းရောင်အမှွေတွေကပို့ပြီးတော့များလာနေအမျှအီယာမဆာလေးတစ်ခုကမိကွန်းရောင်အမှွေတွေကြားကနေရုတ်တရက်ပေါ်ထွက်လာပြီးကောင်းကင်ကိုဖုံးလွှမ်းသွားပါတယ်ဆာလေးကပေါ်လာတဲ့ချိန်မှာထူးဆန်းတဲ့ဆွာတစ်ခုကိုထုတ်လွှတ်ပြီးပုံဝင်ချင်းကိုဖုံးလွှမ်းသွားပါတယ်လူမီးရဲ့မျိုးလုံးများတော့တောက်ပလာပြီးအသက်ကိုရှူသွင်းလိုက်ကပလင်ပေါ်တွင်တမင်ခွေထိုင်ပြီးမျိုးလုံးများကိုအမှိတ်လိုက်ပါတယ်သူမမျိုးလုံးမျိုးအမိလေးတဲ့ချိန်မှာသူမရဲ့ရှေ့ကဒေါင်ကခြေလောင်နဲ့အော်တန်တစ်ခုကိုထုတ်လွှတ်ပြီးအပေါ်ကိုမျောလင့်သွားပါတယ် ယခုတော့လူမရဲ့ခေါင်းပေါက်တဲတဲမှာရှိနေပါတယ်။သူ့ရဲ့ခန္ဓာကိုယ်ကလည်းရုတ်တရက်ကြီးထွားလာပြီးအမင်းပေတစ်ထောင်လောက်ရှိတဲ့ဒေါင်းငယ်ကြီးတစ်ခုဖြစ်လာပါတယ်။အမင်းမွေးတွေကလည်းပူပြီးတော့ကြီးမားလာပြီးတောင်လမ်းတစ်ခုလုံးနီးပါးကိုဖုံးလွှမ်းနေပါတယ်။ငားရဲ့နယ်ပယ်ကထောင်ချီပုံရိပ်ရက်ဆက်ချင်းနဲ့ပဲဒီဒေါင်းရဲ့အမွှေးတိုင်းကပုံရိပ်တစ်ခုစီပဲ အမှန်တော့9ရက်နေပဲမှာပုံရိပ်တစ်ထောင်ပါမှာပြည့်သေးဘူး996ခုပဲရှိသေးတယ်ဒါပေမဲ့နောက်ဆုံးပုံရိပ်တစ်ခုကိုရမယ်ဆိုရင်9ရက်နေပဲကစိတ်ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့်ရဲ့နောက်ဆုံးအဆင့်ကိုရောက်ရှိလိမ့်မယ်ဝန်လင်းနောက်ဆုံးပုံရိပ်အတွက်ငါ့ကိုပေးပါလားလူမရဲ့တန်အားဒေါင်းငက်စီကနေထွက်ပေါ်လာပါတယ်ဝန်လင်းရဲ့မျိုးလုံးများလည်းအိဆက်နေပြီးသူ့ရဲ့လက်ကိုမူကောင်းကင်စီကိုညှို့လိုက်ပါတယ်ကောင်းကင်ဘွားစာလေးကနေတောင်းနေမြစ်တရာပေါ်ထွက်လာတဲ့အမျှကောင်းကင်ကိုတုံ့ဟီစင်နိုင်မဲ့ပောက်ကွဲတဲ့ရည်ရလည်းထွက်ပေါ်လာပါတယ်အစိမ်းရောက်အငွေတွေကစာလေးထဲကအဖြူမဲ့ပကြီးကားကနေထွက်လာပါတယ် မင်းလို့ချင်နေတဲ့နောက်ဆုံးပုံရိပ်ကငါပေးမယ်။ဒါကမင်းဘွားမှာဘရောမမင်းနိုင်တဲ့ပုံရိပ်တစ်ခုဖြစ်လာလိမ့်မယ်။ဝလင်ရဲ့အတန်အိဆက်နေပြီးလူမျိုးညှို့လိုက်ပါတယ်။စာလေးကနေကျေလောင်တဲ့အတန်တစ်ခုကလည်းထွက်ပေါ်လာပြီးမိကွန်းအမွှေးတွေအများကြီးအားထွက်လာပါတယ်။ထိုးရရုတ်တရက်ငကားတစ်ခုအဖြစ်ပြောင်းလဲသွားပြီးလူမရဲ့ဓာတ်ကိုမြှောက်ဖို့အတွက်ပစောက်ဟားလိုက်ပါတယ်။ဓာတ်ကလည်းအော်မီလိုက်ပါတယ်။ထိုးအော်တန်ကတော့အရန်ကိုကြည့်နေပြီးမူကုန်းကင်ုံတော်တော်လုံးစင်နေပါတယ်။ပြီးတော့သူ့ရဲ့မာနကြီးတဲ့ခေါင်းမြောက်ပြီးလှပတဲ့အမီးကိုလည်းဖျန်းလိုက်ပါတယ်။ ခုနှစ်ယောက်ဆုံးအမိတွေကမကောင်းဆိုးရလို့အလင်းသားများကိုထုတ်လွှင့်ပြီးရက်ဆက်ကြမ်းကြုတ်တဲ့နယ်ပယ်အားထွက်လာပါတယ်။ထိုအချိန်မှာတေကျင်းရှင်ကျင်စာလေးအောက်မှာနောက်ထပ်အယောင်တစ်ခုအပေါ်လာပါတယ်။ထိုရက်ဆက်မှုကတော့ရေခဲုံနောက်ပိုအေးစိတ်ပြီးရာသီဥတုကိုလည်းချက်ချင်းပဲပြောင်းလဲစေနိုင်ပါတယ်။ဝလင်းကတော့ထိုအေးဆက်မှုကိုဂျိုင်ဝမ်ထဲမှာခန်းစားခဲ့ရပါတယ်။ထိုရာတော့ရက်ဆက်မှုသဘောကျတဲ့ဥပိ္ပခါပဲဖြစ်ပါတယ်။ထိုအချိန်မှာဒေါင်းကတော့အမှုပွင့်ရေးတစ်ခုပါ၎င်းကိုတကယ်ကြည့်နေရလို့မိပါ ။သူမရဲ့မျိုးလုံးများကလည်းဥပိ္ပခပြုတ်နေပါတယ်။ရက်ဆက်တယ်အေးဆက်တယ်။သူမကအနီရုံလေးပြနဲ့စင်တူနေမဲ့အနီရုံလေးပြကတော့ခန်းစားချက်တွေကိုဖျက်တောက်နေတာဖြစ်ပါတယ်။ခန်းစားချက်မရှိတာနဲ့ရှိတာအရောမှာကွာခြားပါတယ်။ခန်းစားချက်ရှိတဲ့လူတွေကပဲခန်းစားချက်တွေကိုဖျက်တောက်ပြနိုင်ပါတယ်။ကောင်းကင်ရဲ့သဘောအတိုင်းခန်းစားချက်မရှိဘူး။ဖျက်တောက်စရာလည်းခန်းစားချက်မရှိတဲ့အတွက်ပို့ပြီးတော့မြင်မာပါတယ်။နဂါးတွေကလည်းစင်းသက်လာပြီးသူ့ရဲ့အရမပါဇက်ဒေါင်းရဲ့နောက်ရောက်လာပါတယ်။မကြခင်မှာပဲနဂါးကမိကုံးအမှုတွေအဖြစ်ပြုတ်ကွဲသွားပြီးဒေါင်းကိုဝင်းလိုက်ပါတယ်။ ဝန်လင်းကတော့တပြင်းကိုချလိုက်ပါလေကဘာပေါ်မှာဘသူကမှတေချင်းနဲ့ရှင်ချင်းကနေလွတ်မြောက်လို့မရဘူးရှိနေတာတွေကရှိပါစေပျောက်ကွယ်သွားမှာတွေကပျောက်ကွယ်သွားပါစေဝန်လင်းကလီမူအောင်သတိရသွားပါလေတောင်းကလည်းနောက်တစ်ချိန်အော်မီလိုက်ပြီးသူ့ရဲ့အမိကနေထွက်လာတဲ့ခေါနေအောင်တတန်ဖြစ်လာပါလေတတန်ကနေတောင်းကထွက်လာပြီးမူကောင်းငင်ထဲကိုထွပောက်ဝင်ရောက်လာပြီးမူကောင်းငင်ထဲကစားလိုက်ထဲကဗကြီကားနဲ့ပေါက်ဆက်သွားပါလေဒီကဘာပေါ်မှာအလှဆုံးကမကြာခဏရက်ဆက်ဆုံးပဲတတန်ကလည်းလှပပြီးလူတန်းပေါင်းများစွာသဘောကျကြတယ်ဒါပေမဲ့အဲ့ဒါရက်ဆက်တယ် ။ဘာလို့လဲဆိုတော့ဘသူကမှအရာကိုရက်တန်ထားလို့မရဘူး။ဒေါင်းရဲ့အမိဖြန့်လာကလည်းလှပေမဲ့တေချင်းလည်းဖြစ်တယ်။တတန်ကလည်းစာရိုက်ထဲကိုဝင်ပြီးနောက်ဗကြီကားကလည်းအဖြူမဲမဟုတ်တော့ပါဘူး။အရောင်နေပါပေါင်းလာပါတယ်။ဒေါင်းရဲ့ပလဲမှာလည်းမိကုံးအောင်ဝင်များတောင်နေမဟုတ်တော့ပါဘူး။အခြားအယောက်များကလည်းရောင်းတော့နေပါတယ်။မှော်ပုံရိပ်996ခု။ မော်ပုံရဲ့အခုတထောင်ရဖို့အတွက်တခုပဲလိုတော့တယ်ဝမ်လင်းနောက်ဆုံးမော်ပုံကြီးကဘမလဲနေမှာဒီလောက်ခွန်အားပဲရှိမဲ့ဆိုရင်တော့ဝိညာဉ်အလှမပါပဲငါ့ကိုခုခံလို့မရဘူးဆိုရင်ငါကအရန်အောင်မှာစိတ်ပြတ်မိလိုက်မယ်စိတ်ဝိညာဉ်တန့်စေခိုင်းမှာငါနင်းကိုပထမဆုံးတွေ့တော့ငါနင်းကိုတိုက်ခိုက်နိုင်ခဲ့တယ် ဒါပေမဲ့အဲ့တုန်းကနေကအရန်ကိုအားနေတယ်။နေရနေပေးရလေပြပြဆောင်မှုအဆင့်ကိုမရောက်သေးဘူး။ရုပ်ဝတ္ထုမဖြစ်သေးဘူး။ဒါကြောင့်ငါဆောက်ခွဲရတယ်။နေရနေပေးရအခုတော့စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းပြပြဆောင်မှုအဆင့်ကိုရောက်ပြီးရုပ်ဝတ္ထုဖြစ်လာပြီ။ဒါပေမဲ့နေကတော့အားနေနေတော့မယ်။ဒါအားသာနေရအစွမ်းစားပဲဆိုရင်နေရငါရဲ့နောက်ဆုံးမှတ်ပုံရအောင်တော့ဖြစ်ဆော့ပေးနိုင်မှာမဟုတ်ဘူး။ဝယ်လျင်းမျက်နှာမူရတော့အရင်တိုင်းပဲရှိနေပါတယ်။ သူကခေါင်းမော်ပြီးတကြိမ်ရှင်ကြိမ်စာလေးကိုကြည့်ပြီးတတဆိတ်နဲ့စဉ်းစားနေပါတယ်။စာလေးထဲကဗကြီးကားထဲမှာခုနှစ်ယောက်ကပို့ပြီးတော့ထူထွက်လာပြီးဗကြီးကားကလည်းအဖြူမဲမုတ်တော့ပါဘူး။တောင်ထဲပင်လယ်ကလည်းအသက်ဝင်လာပါတယ်။တောင်ထဲပင်လယ်မှာလည်းရောင်နေရှိုံနေမကပဲတစ်ပင်းနေမှာလည်းအစင်းရောက်အရေးုံများရှိနေပါတယ်။ရှိနေတာရှိနေပါစေ။ပျောက်ကွက်သွားမှာပျောက်ကွက်သွားပါစေလို့နင်းကပြောတယ်။ဒါပေမဲ့နင်းရဲ့နှလုံးသားတကယ်ပဲအဲ့လိုထင်လို့လား။ဝမ်လင်းနင်းရဲ့နေပင်မှာဒီလောက်ကြီးမားတဲ့အာနေချက်ရှိမယ်လို့ငါကဘယ်တော့မှမထင်ခဲ့ဘူး။ နေရနေပင်နဲ့မတိုက်ချင်တာအံ့ဩစရာတော့မရှိပါဘူး။ဒါကဒီလိုပေါ့။လူမရဲ့အတန်ထဲမှာလည်းစိတ်ပြုံးမှုများပြင်းနေပါတယ်။ဝယ်လင်းရဲ့မျိုးလုံးများတော့အိပ်ဆက်နေပါတယ်။သူကလက်ကိုဝင်းလိုက်တော့ပန်းရောင်အငွေ့တစ်ချောင်းကသူ့ရဲ့လက်ထဲကနေထွက်လာပြီးတင်ချင်းရှင်ချင်းစာလိုက်ထဲကိုဝင်သွားပါတယ်။ဝယ်လင်းကလည်းအိပ်ဆက်စွန်နဲ့ပြောလိုက်ပါတယ်။ပျောက်ကွယ်သွားမယ့်အရာသဘောအတိုင်းပျောက်ကွယ်သွားလိမ့်မယ်။ဒါပေမဲ့ရှင်းနေရမှတွေကပျောက်ကွယ်သွားရင်ငါလုံးဝသဘောမတူဘူး။လူမေငါမင်းရဲ့နောက်ဆုံးမှုပုံရိပ်ကိုလက်ဆောင်ပေးနေရ။ ထိုအချိန်မှာပဲပန်းရောင်အဆက်လေးတစ်ခုကတေကျင်းရှင်ကျင်စာလေးပုံမှာပေါ်လာပြီးချစ်စရာကောင်းတဲ့ပုံရိပ်တစ်ခုဖြစ်ပြောင်းလဲသွားပါတယ်ထိုပုံရိပ်ကတော့လီမူအမုတ်ပေါအောင်ရှူလီကောကညီမလေးနဲ့တမီလို့ခေါင်ရည်လူပဲဖြစ်ပါတယ် စွန်ပြခန့်မတင်မျိုးမျိုးနဲ့တတရားမြောက်ဘိုးဘေးကကျင့်တဲ့သူတယောက်ဖြစ်ပြန်လည်ဝင်စားပြီးသူမရဲ့ကိုပိုင်နယ်ဘေးကိုရရှိခဲ့ပါတယ်တို့ရတဲ့စွန်ပြခန့်မတင်မျိုးမျိုးနဲ့စီကိုပြန်အောင်တဲ့အခါသူမရဲ့ကျင့်တဲ့မှုကိုဆွတ်လို့ပြီးမူလာဝဉ္ဇဉ်ကိုဖျက်ဆီးခဲ့ပါတယ်တို့တော့လေသူမရဲ့နယ်ဘေးကတော့အတော်လေးကိုမကြုံလို့ပျောက်ွက်မသွားပါဘူးဝလင်းကသူမကိုရရှိပြီးနောက်သူ့ရဲ့တုံတော်အိတ်ထဲမှာတင်းစရာခဲ့ပါတယ်ထိုရာလိုမီယိုတိုက်ခိုက်ဖို့အတွက် ဝယ်လင်းရဲ့တကယ်အစ်စ်မှန်လေယုံတစ်ခုပါပဲအမှန်တကယ်တော့ကြောက်ဦးထိုင်ကလူမင်းရဲ့အကြောင်းအချက်လက်တွေကိုမပေးခင်တည်းကဝယ်လင်းကထိုအကြံကိုစဉ်းစားထားပြီးသားဖြစ်ပါတယ်ထုံနီလန်းကအတော်လေးကိုရွက်ဆက်ပေမဲ့လူမင်းကဝယ်လင်းကိုမစွန့်လို့ဘူးဆိုရင်သူကလည်းတွန်းဆုံနေချင်မရှိပဲအသုံးပြမှာပါကြောက်ဦးထိုင်စီကအချက်လက်တွေကိုမြင်ပြီးနောက်ထုံနယ်ပေကလူမင်းကိုရင်ဆိုင်မှုအတွက်အသင့်တော်ဆုံးဖြစ်တယ်လို့သူကပို့ပြီးတော့ယုံကြည်လာပါတယ်ခန်းစားချက်မရှိတဲ့လူတွေပေါ်အခြေခံထားတဲ့ရက်ဆက်ကြံကြုတ်တဲ့နယ်ပယ်တစ်ခုကိုဖျက်ဆီးဖို့အတွက် တနာကိုအသုံးပြုပြီးခန်းစားချက်တစ်ခုကိုဖန်တီးရပါမယ်။ထိုအချိန်မှာပဲစာလိတ်ကနေမကောင်းဆိုးရရေတံတစ်ခုကထွက်လာပါတယ်။မေဂျီရဲ့ကြက်တည့်ရှိတဲ့ပုံရင်းကလည်းစာလိတ်ထဲမှာပေါ်လာပါတယ်။သူမရဲ့ကြည်လင်တဲ့အတန်အလဲတစ်ချိန်တစ်ပုတ်လိုပဲဖြစ်နေပါတယ်။ငါ့ကိုဒီလောက်အကြိုက်ချုံ့နှုတ်ထားပြီးမှအသုံးဝင်မှာပဲလှုပ်ပေးတယ်။ဝင်လင်းနင်းရဲ့နှလုံးသားကြောက်တုံးနဲ့လှုပ်ထားလား။ဒါပေမဲ့ဒီခန္ဓာကိုယ်လေးကိုတော့ငါတကယ်ကြိုက်တယ်။ထို့သောပြောပြတာနဲ့သူမကြက်တည့်ရှိရှိရင်မောလိုက်ပါတယ်။ ထိုအေတန်ကျောင်းဝန်လင်းရတော်အံ့ဩသွားပြီးပြန်ကောင်းလာဖို့အတွက်အချိန်နှင်းငယ်ယူရပါတယ်။ကောင်းကင်တားအနေနဲ့မင်းနဲ့ဒီရမျိုးခိုးများလည်းထွက်လာပြီးရှူလီကောတော့မေဂျီယိုတနာအပြည့်နဲ့စိုက်ကြည့်နေပါတယ်။လူမရဲ့တွန်းဆုံနေတဲ့အတန်းအားလည်းဒေါင်းနေရနေထွက်လာပါတယ်။ ဝလင်းရဲ့မျိုးလုံးများကတော့တနာချင်းအောင်မရှိပဲတေချင်းရှင်ချင်းနဲ့ပဲပြန်လဲဝင်ဆောင်မှုတန်တရာသူကပြောလိုက်ပါတယ်ကောင်းကင်ရစာလေးကလည်းရုတ်တရက်ပိတ်သွားပြီးမြောင်းနဲ့တောင်ကလှိုင်းကြီးတစ်ခုဟာတိုက်မိတယ်လို့အတန်ကြီးကထွက်လာပါတယ်ပိတ်သွားတဲ့အချိန်မှာတက်တန်းလည်းကွဲသွားပြီးအယောင်နေရစာလေးထဲကနေထွက်လာပါတယ်ဒိုးရတဲ့စာလေးကရုတ်တရက်တုံခေါက်သွားပြီးပြန်ပွင့်လာပါတယ်ဒီတစ်ခါမှာတော့စာလေးထဲမှာတောင်နေပင်လယ်တွေကမရှိတော့ပဲမိမတရားဝဲပုံရင်းကပဲရှိနေပါတယ်ထို့မိမကတော့ရန်ဟုံးမှလှပါတယ်သူမရဲ့မျိုးလုံးတွေကလည်းတနာအဖြစ်နဲ့ရင်မောနေပါတယ် သူမစားလိုက်ခင်ကနေခုံထလာပြီးပန်းရောင်မြင်ခိုးတွေဖြစ်ပြောင်းလဲကလိုမေပေါ်ကအရင်မှဒေါင်းစီကိုအမြန်ပဲဆင်းသက်လာပါတယ်ဒေါင်းရဲ့မျိုးလုံးလေးမှလည်းတွန်းဆမှုလက္ခဏာတစ်ခုကပေါ်လာပါတယ်ထိုတွန်းဆမှုကလိုမေရဲ့နှလုံးသားကနေလာတာဖြစ်ပါတယ်လိုမေစီမှာထိုကဲ့သို့တွန်းဆမှုမျိုးတွေ့ရခဲ့ပါတယ်ဝယ်လင်းရတော့တင်းငိမ့်စွာနဲ့လိုမေ နောက်ဆုံးမှော်ပုံရေးကိုမေးရလိုခြင်းလားသူကမေးလိုက်ပါတယ်ဒေါင်းဝဲမျိုးလုံးတွေကတွန်းဆမှုတွေပြောက်ကွက်သွားပြီးလူမရဲအတန်အဒေါင်းလေးရန်တွေထွက်လာပါတယ်ဝင်းလင်းနေရတကယ်ကိုရွှေစရာကောင်းတယ်ဝင်းလင်းရဲ့မျက်နှာမူအရတော့အရင်တိုင်းပဲရှိနေပါတယ်မေကြီးဖြစ်တဲ့ပန်းရောင်မြခိုးတွေကကောင်းကင်ရနေဥက္ကခဲပြန့်လို့ဆင်းသက်လာပါတယ်ပန်းရောင်မြခိုးတွေကဒေါင်းရဲ့အပေါ်မှာနှစ်ချမ်းကွဲသွားပြီးသူ့ရဲ့မျိုးလုံးထဲကိုဝင်သွားပါတယ်ဒေါင်းကနေပန်းရောင်မြကုန်းများကိုလည်းထုတ်လုပ်လာပြီးတစ်ချက်တုံသောကအလင်းမုံမွားတွေဖြစ်ပြောင်းလဲသွားပြီးရစ်ပလင်းပေါ်မှာထိုင်နေတဲ့လူမျိုးပေါ်လာစေပါတယ်ထိုအချိန်မှာသူမရဲ့ပါပြင်းပေါ်မှာပန်းရောင်တွေကပေါ်လာပြီး သူမရဲ့လှပတဲ့မျက်နှာကိုပို့ပြီးတော့ကြက်တည်ရှိပြီးဆွဲဆောင်မှုရှိစေပါတယ်။ဒူဝရင်ဝန်လင်းရဲ့မျိုးလုံးများတော့အိဆက်နေသေးပဲဖြစ်ပါတယ်။မေဂျီယာလူမီယိုအောင်မြင်စွာနဲ့တင်ပိုက်နိုင်မလား။လူမီယာပဲသူ့ကိုသူမရဲ့နောက်ဆုံးမှတ်ပုံရင်းဖြစ်ဖန်တီးနိုင်မလားဆိုတာဝန်လင်းကဂူးမဆိုင်ပါဘူး။ဝန်လင်းနဲ့လူမီရဲ့ကြားမှာအညှိုးတေးဒါမဟုတ်အမုန်းတရားများမရှိပါဘူး။အလုံးစုံအားဖြင့်သူတို့ရဲ့စန့်ရီကရှုပ်ထွေးပါတယ်။လူမီယာဝန်လင်းကိုအမြဲတမ်းဒုက္ခပေးဖို့ရှာမနေဘူးဆိုရင်သူကလည်းမေဂျီကိုမတုံးခဲ့ပါဘူး။လူမီရဲ့ဆန္ဒကိုဖြည့်ဆည်းပေးတာဖြစ်ပေမဲ့လူမီပြောသလိုပဲတနာနယ်ပယ်ကိုအသုံးပြုပြီးသူမရဲ့ရက်စက်နယ်ပယ်ကိုဖျက် ်စည်းရာအတော်လေးကိုရုံးမပါတယ်။ဒိုရတဲ့ဝန်လင်းကတော့ထိုးရမြောက်ဂူးမဆိုင်ပါဘူး။သူကရှေ့ကိုဆက်ပြီးတော့ရှောက်သွားပါတယ်။သူကရစ်ပလင်းနဲ့ကိုဝင်ပြီးဂူဘိမ့်မန့်ရဲ့အထွန်းပိုင်းကိုဝင်ဖို့ပဲလိုတော့ပါ။သူရဲ့ပထမအောင်ဆုံးယူမန်းချန်ကတော့ပထမမျိုးဆက်ဟင်းတာပရာရဲ့ဂူဘိမ့်မန့်ကိုရှာဖို့ပါ။အဲဒီကနေသူရဲ့ဝဉင့်ပိုင်းစားကိုပြန်ရနိုင်မယ်ဆိုရင်တော့အရန်ကိုကောင်းပါပါ။မရနိုင်ဘူးဆိုရင်တော့ထိုးနေရတရှိပင်ကိုရှာပြီးသူရဲ့ဝဉင့်ပိုင်းစားကိုပြန်ရအောင်ယူရပါလိမ့်မယ်။သူရဲ့ဝဉင့်ပိုင်းစားကိုရပြီးရင်တော့ဟင်းတာပရာဂျိုဘွားကိစ္စတွေကိုသူကဂူးမဆိုင်တော့ပါဘူး။သူကထိုးနေရနေထွက်သွားပြီးထိုးရှုပ်ထွေးမှုအလုံးကိုထားခဲ့မှာဖြစ်ပါတယ်။ပြီးခဲ့ ဲ့တဲ့နှစ်နိုင်ငံအတွင်းမှာဝမ်လင်းကရှင်းအောင်နှစ်ဖျားနေမရထိုက်ဆန်အမကြခင်လွတ်တော့မယ်လို့ခန်းစားခဲ့ရပါတယ်။သူကထိုက်ဆန်ကိုလုံးဝရှင်းနိုင်စရာအကြောင်းမရှိဘူးလို့ယုံကြည်ခဲ့ပါတယ်။ယခုချိန်မှာဟင်းသာပရာကုမ္ပဏီရဲ့အရှိတ်အချမ်းမှာမင်းမောင်းနေတဲ့မိုးတိတ်များဖုံးလန်းနေတဲ့နေရာတစ်ခုကရှိပါတယ်။စွန်ပြစ်ခံမတိမျိုးမျိုးနယ်ရဲ့ပထမဘူဘီရွှန်ချွဲစီတတိယဘူဘီနဲ့အရွက်ဆက်ရွက်ပါဘူဘီဝင်းကြီးတစ်ခုကထိုနေရာမှာထိုင်နေကြပါတယ်။သူတို့ရဲ့အသက်ပင်တွေကလည်းသူတို့ရဲ့နှဖူးမှလေးလံနေပြီးသူတို့ရဲ့ဂျာမာတော့ဥကုန်းခွန်တစ်ခုကရှိနေပါတယ်။ထိုဥကုန်းခွန်မှာတော့ဆင်းမင်းကြောင်တစ်ခုကိုထွင်းထားပါတယ်။ထိုဆင်းမင်းကြောင်ကဝန်လင်းရ ထားတဲ့ဥကောင်းခုံတွေပေါ်ကဆင်းမင်းကြောင်တွေထက်အစာပုံးများစွာပိုပြီးတော့ရှုပ်ထွေးပါတယ်။နှိုင်းရှင်လိုလည်းမရပါဘူး။ဥကောင်းခုံပေါ်မှာအစွမ်းထက်တဲ့အခုံငွေတစ်ခုကစူဝေးနေပါတယ်။ရွံချွယ်စီကဥကောင်းခုံကိုရွေသေးစွာနဲ့ကြည့်ပြီးလေးလံတဲ့လေတံနဲ့ဘိုးဘေးကငါတို့မျိုးနွယ်ရဲ့ရှေးဝန်းကျင်ကနေအလင်းပွလာပြီးအရွယ်၁၁ရွယ်အဆင့်ဝန်တော်ကျော်လွန်ပြီးမျိုးနွယ်ရဲ့တမိုင်းမှာတတိယမြောက်အရွယ်၁၂ရွယ်ရှိတဲ့ရှာမန်ဖြစ်လာခဲ့တယ်။ဒီဥကောင်းခုံဆင်းမင်းကြောင်မှာစွဲရင်တမျိုးဟာရှိတယ်။ဒါကြောင့်ငါတို့အားလုံးကပူပေါင်းပြီးဆောင်ရွက်မယ်ဆိုရင်ငါတို့ထဲကတယောက်ကိုအထက်ကိုပို့လို့ရလိမ့်မယ်။ ်သူကပြောလိုက်ပါတယ်ပထမဘိုးဘေးကလည်းဖြစ်ဖြစ်ချင်းဘသူကသွားမှလဲသူကမေးလိုက်ပါတယ်လှပပြီးချစ်စရာကောင်းတဲ့အမျိုးသမီးဖြစ်တဲ့တတိယမြောက်ဘိုးဘေးကရေမောခြင်းနဲ့စိတ်နှောင်မရှိပဲစိတ်မကောင်းဖြစ်နေပြီးတပင်းကိုချလိုက်ပါတယ်ပထမဘိုးဘေးကသွားရင်တော့အကောင်းဆုံးပဲဒါပေမဲ့ဘိုးဘေးရဲ့ခန္ဓာကိုယ်ကမတင်မျိုးတင်နိုင်နဲ့မှာလည်းနဲ့ရှမ်းကိုမြှုပ်နှံထားတယ်ဘိုးဘေးကစင်းမင်းကြောင့်ဝိညာဉ်နဲ့သွားမယ်ဆိုရင်ဟင်းသားဗရာကိုဘိမှန်ကဘိုးဘေးကိုထိခိုက်စေမလားဆိုတာငါတို့ကမသိဘူး ဘလို့လုံးရင်ကောင်းမလဲထိုစကားကိုပြောပြတာနဲ့သူမရုတ်တရက်ထားရက်ပြီးဟင်းသားဗရာဂူဝိမန်ရဲ့ဥတီရောက်ကြည့်လိုက်ပါတယ်ပြီးတော့ထူဆန်းတဲ့အမူအရာတစ်ခုကိုဖော်ပြလိုက်ပါတယ်အဲ့ထုံကငါရဲ့နယ်ပယ်အပိုင်းစားခါနာကူတစ်ခုကိုတိမ်မိတ်ဖို့အတွက်ကြိုးစားနေရင်ငါသူ့ကိုလှုပ်ချင်းတယ်လို့လှုပ်ခွင့်ပေးရမှာလားရွမ်ချွေစီကလည်းလန့်သွားပြီးဒါကမင်းရဲ့တနာရာကနယ်ပယ်ဟောင်းလားသူကမေးလိုက်ပါတယ်တတိယမျိုးဆက်ဘိုးဘေးကလည်းခေါင်းကိုညှိပြီးသူမအောင်မြင်သွားမယ်ဆိုရင်ငါရဲ့စွမ်းရည်အားလုံးကိုရယူသွားမှာငါဘယ်လိုလုပ်ပြီးတော့သူ့ကိုအောင်မြင်စေနိုင်မှာလဲ အရိယာငါးစီရနဲ့ခွဲထွက်သွားပြီးကျင်းကျက်သူငယ်လေးတယောက်ကရှာတွေ့သွားတာအဲ့ကျင်းကျက်သူငယ်လေးကအခုဟင်းသာပရာဂူဘိမှန်ထဲမှာရှိနေမယ်လို့ငါးရုံနဲ့အဲ့နဲ့ပဲကိုဖျက်ဆီးလို့မရပါဘူးမယ့် အထူးအပြောင်းလဲတွေကိုတော့လုပ်ပေးလို့ရတယ်ပုံမှန်အားဖြင့်ဆိုရင်တော့ကိစ္စမရှိရင်ပဲလုံနေတဲ့အချိန်မှာတော့သူမရဲ့အောင်မြင်မှုကိုပြတ်စေလိုက်မယ်သူကပြောလိုက်ပါတယ်တတိယမျိုးဆက်ဘိုးဘေးကပြောပြတာနဲ့သူမရဲ့နှဖိုးလညုံနဲ့ထိုးလိုက်ပါတယ်သူမရဲ့နှဖူးဘွားအပင်ကလည်းထူးဆန်းစွာနဲ့လှူရှားလာပါတယ်အပင်ပေါ်ကနေတတူးများကလည်းထွက်လာပြီးလေထဲမှာပျောက်ကွက်သွားပါတယ်ဟင်းတပ်ကကူဘေးမထင်မှဝယ်လင်းကတော့ရစ်ပလင်းပေါ်ကိုရှောက်သွားပြီးရစ်ပလင်းကိုဖင်လိုက်ပါတယ်ရစ်ပလင်းကသူ့ကိုတင်းနေရရှပြောင်းပေးနေတာကိုသူကခံစားရပြီး ပြောက်ကွက်သွားတော့မယ်လို့သူကထင်လိုက်ပါတယ်ထိုးချိန်မှာပဲလူမရဲ့နှစ်ဖူးကနေပန်းရံမြူခိုးတဲ့အများကြီးကထွက်လာပါတယ်မေကြီးရဲ့အော်တန်ကလည်းပွာလာပါတယ်ဘလူးလူးဖြစ်နိုင်ပါလေငါနဲ့အတူတူစွန့်ရင်မျိုးရှိတဲ့အင်အားတစ်ခုကငါ့ရဲ့ဝင်ရောက်စဖတ်မှုကိုနှောက်ယှက်နေတယ်ဘလူးလုတ်ပြီးတော့ မေဂျီကမွေဖွားလာတဲ့အချိန်မှာသူမကိုဖန်တီးခဲ့တဲ့လူကြောင့်အမှတ်တရမြအားလုံးကပျောက်ဆုံးသွားတာကြောင့်ထိုအရာသူမရဲ့အမြင်ကသူတို့ရဲ့ပထမအဆုံးပြန်လည်တွေ့ဆုံမှုပဲဖြစ်ပါတယ်။သူမကလူမရဲ့ခန္ဓာကိုယ်ထဲကိုဝင်သွားပြီးလူမရဲ့နယ်ပယ်ကိုဖျက်ဆီးနေတဲ့အချိန်မှာသူမရဲ့ဝိညာဉ်မှာနာကျင်မှုကိုရုပ်တရက်ခံစားလိုက်ရပါတယ်။ထိုနာကျင်မှုကြောင့်သူမရဲ့စွမ်းအင်အားလုံးကိုဆုံးရှုံးသွားပြီးအားနည်းချက်ကိုခံစားလိုက်ရပါတယ်။ရလန်းအနေနဲ့လူမရဲ့နယ်ပယ်ကတံပြန်တိုက်ခိုက်ပြီးသူမကိုအပြင်ကိုပြန်ပြီးတော့တွန်းထုတ်လိုက်ပါတယ်။မေဂျီကလူမရဲ့ခန္ဓာကိုယ်ထဲကနေပြန်ထွက်လာတဲ့အချိန်မှာလူမရဲ့မျိုးလုံးများကလည်းပွင့်လာပြီး ဒါကနောက်ဆုံးမှော့ပွင့်ကြီးပဲနေရလွမြောက်နိုင်မှာမဟုတ်ဘူးလူမေကပြောပြီးရတော့ပန်းရမြခိုးတဲ့အများကြီးကသူမဆီကိုပြန်ပြီးတော့ဆုပ်ထုတ်သွားပါတယ်မေကြီးကလည်းအော်ဟစ်လိုက်ပါတယ်သူမကတော့အားနေနေစဲပဲဖြစ်ပါတယ် ူမကတော့စိတ်ပြက်စွာနဲ့ခံစားလိုက်ရပြီးတွားမြောက်ကိုကြိတ်ကငါနင်းစီကိုမဝင်ရောက်နိုင်ရင်တော့ပေါင်ဆက်လိုက်ကြတာပေါ့သူမကပြောလိုက်ပါတယ်ထိုသူပုံစံနဲ့မေဂျီကမတိတဲ့နီလန်တစ်ခုကိုအသုံးပြုပြီးသူမရဲ့ခနာကူကိုပောက်ကွဲစေကဝင်းညင်းကိုလည်းပြုတ်ကွဲစေခဲ့ပါတယ်သူမရဲ့အစွမ်းထက်တဲ့တနာရကနေပေးရပါပြုတ်ကွဲသွားပြီးအားလုံးကလူမစီကိုဝင်သွားပါတယ်ထိုရာအားလုံးကအယောင်းမှမြန်ဆန်နဲ့ဖြစ်ပြက်သွားတာပါဝယ်လင်းကလက်ကြည့်လိုက်တဲ့အချိန်မှာမေဂျီကပြုတ်ကွဲသွားပါပြီးထိုအချိန်မှာလူမရဲ့ခနာကူပေါ်ကအပေါက်တန်းရနေပြီးပိုင်ရုံမြခိုးတွေအများကြီးကထွက်လာပါတယ်လူမရဲ့ဥစားတွေကလည်းအမှုတ်တွေဖြစ်ပြီး းပျောက်ကွယ်သွားပါတယ်ဝလင်ရဲ့ရှေ့မှာပေါ်လာတာယောက်ျားတန်းကိုဆွဲဆောင်နိုင်တဲ့လူမီရဲ့အလွန်လှပတဲ့ခန္ဓာကိုယ်ပဲဖြစ်ပါတယ်ဝလင်မကတော့တင်ရရွှေပြောင်းဖို့အချိန်မရှိခင်မှာပဲပန်းရောင်မြူခိုးတွေကနေရာအနှံ့ကိုပြန့်နှံ့သွားပါတယ်သူကမြေမြန်ဆန်ပဲနောက်ကိုဆုတ်ပြီးကုန်းလင်းပုံစွမ်းရည်များပြင်းနေတဲ့တိုက်ခတ်နေတဲ့လေယာဉ်တစ်ခုကိုဖန်တီးပြီးကာကွယ်လိုက်ရပါတယ်တို့ရတဲ့သူကမြေမြန်ဆန်နောက်ကိုဆုတ်ဝင်မဲ့လေပန်းရောင်မြူခိုးတွေရဲ့လေတိုင်းုံချောင်းနဲ့ထိခိုက်မှုမရှိပါဘူးမြူခိုးတွေကလေထဲမှာရှိနေသလိုအမြန်ပဲပြန့်နှံ့သွားပါတယ် အရန်အောင်မှာအမျက်လုံးပါတယ်ဝလင်ကတော့ဆုံးနေမိလေပန်းအောင်မြခိုးတို့ကသူ့ရဲ့ချွေးပေါက်ထဲကိုဝင်သွားပါတယ်သူကတဲ့ဝလင်ရဲ့ခန္ဓာကိုယ်ထဲကိုဝင်သွားတဲ့ပန်းအောင်မြခိုးတွေကတော့မများပါဘူးကောင်းကင်ဘုံစွိုင်းကိုအသုံးပြုပြီးသူ့ရဲ့ခန္ဓာကိုယ်ကနေတွန်းထုတ်လိုက်ပါတယ်ဝလင်ရဲ့မျက်နှာလည်းမှိုင်းနေပြီးပန်းအောင်မြခိုးတွေကိုရှောင်လွှဲနိုင်တဲ့အထိဆက်ပြီးတော့နောက်ဆုံးနေပါတယ်ထို့ပန်းအောင်မြခိုးတွေကပုံရောက်မဟုတ်ပါဘူးနေပယ်ကနေဖက်စီလာဖြစ်ပါတယ် ထို့ကြောင့်လေတိုင်းုံကြောင့်တဲ့ထိခိုက်မှုမရှိတာပါဝန်လင်းရဲ့မျက်နှာလည်းမှောင်မိုင်းနေပြီးဂျိုင်ဝဲအောင်ဖုံးလန်းနေတဲ့ပန်းရုံမြခိုးများကိုကြည့်လိုက်ပါရင်ပန်းရုံမြခိုးထဲကနေဆွဲဆောင်မှုရှိတဲ့ပုံရိပ်တစ်ခုကလည်းပေါ်လာပါတယ်ကျွန်တော်ကတော့ခရိုဆာကီပါနောက်ဗီဒီယိုမှာပြန်တွေ့ကြတော့ပေါ့အဆုံးထိကြည့်ရှုပဲတို့အားလုံးကျေးဇူးအထူးမင်တရှိပါတယ်